ရောင်မဲကငယ်သေးလို့ဖီးအားရင်အရမ်းမပေးချဖို့တောင်းဆိုလိုက်တဲ့ဂေါကြီးရွန်နီတို့ပရိသတ်များအဝဲမိန်မာများမန်ချက်စတာဖော့စုံကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ပေါ်တူဂီကစပိန်အသင်းကိုနေရှင်းလီဘောလူဝဲမှာအနိုင်ယူအပြီးမှာတော့ဂေါကြီးရွန်နီတို့ကစပိန်ချန်ပီယံလာမဲရာမဲနဲ့ပတ်သက်ပြီးပရိုပီသားရဲ့မှတ်ချက်မျိုးပေးသွားခဲ့ပါရင်ဘယ်တို့ကတော့ရောင်မဲကိုအားပေးစကားတွေပြောကြားနေပြီးတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအကြံပေးပြောဆိုသွားခဲ့တာပါ Nationally ဆိုလာကိုရယူအပြီးအင်တာဗျူးမှာတော့ရန်ဒိုကအသက်18နှစ်အရွယ်ရာမဲကိုထိုးချွန်ပြောင်ပြောင်းတဲ့လူငယ်လေးတူးလို့ချီးကျူးသွားခဲ့တာပါ။ရာမဲကအသက်18နှစ်အရွယ်ပဲရှိသေးပေမယ့်အသက်အရွယ်နဲ့မလိုက်တဲ့ဆန်းဆော်တွေကိုပြသထားခဲ့တာပါ ။ရာမင်ကဒီအာဒီမှာဘာစလုနာအသင်းအတွက်ပြိုင်ပွဲဆောင်18ကိုသွင်းယူပြီးတော့25ကိုဖန်တီးပေးထားနိုင်ခဲ့တော့ပါ။ရာမင်နဲ့ပတ်သက်ပြီးရော်နယ်ဒိုကအခုလိုပြောဆိုလာခဲ့တော့ပါ။ရာမင်ကဆူမလာအောင်မြင်မှုတွေအများကြီးရရှိမယ်ကောင်းလေးပါ။အသေးလိုက်ရောတိုးချင်းရောပေါ့။သူကအသက်18နှစ်ပဲရှိပါသေးတယ်။ကျွန်တော်ထပ်ပြောပါမယ်။သူကတိုးတက်ဖို့အများကြီးကြံရှိနေသေးတဲ့လူငယ်လေးပါ။အရင်ကထူးချွန်ပါတယ်ဒါပေမဲ့သူ့ကိုလွှတ်ပေးထားကြပါဒါကကျွန်တော်တောင်းဆိုချင်တာပါသူ့ရဲ့ကစားမဘွားမှာရှေးဆက်ကစားဖို့အချိန်အများကြီးကြံရှိနေပြီးတော့ Nationally Superlar ကြီးကိုလည်းအများကြီးရအောင်မှာပါလို့ Redo ကပြောဆိုသွားခဲ့ပါတယ် ။ရာမင်ကတော့မကြာခင်မှာလာမယ့်ရာသီအတွက်ဘာစလောနာတင်းနဲ့ပြန်လည်ပူးပေါင်းသွားဖို့ရှိနေပါတယ်။အသက်40ကျော်ဂေါ်ဂျီရိုနယ်တို့ဟာလည်း Nation League Semi-final နဲ့ဘောလုံးပွဲတွေမှာပေါ်တူဂီအသင်းအတွက်သွင်းကိုတွေသွင်းယူပြီးအသင်းကို Champions Super League ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့လောက်ပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။